ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးမေခွန်းရှင်ကမက်ကြည်ပြပါဆရာမဟုတ်ပြီအသက်က35နှစ်တောင်ကူရပါဆရာကြီးတောင်ကူဟုတ်ပြီဆရာကြီးရှင်နဲ့သမီးကအာသီးရောင်နေတဲ့ဘေးမှာပြည်တဲတဲ့အနာဖြစ်နေတဲ့တဲ့အာသီးရောင်ပြီးတော့ဘေးမှာအာကောင်းပါပေါ့နော်ဆရာဟုတ်ပြီတည်တယ်ဟုတ်အဲ့ဒါတော့ဆောက်ဟုတ်ဂွေးတော့ရဲ့ပြုတ်ရည်နဲ့တဲ့အာလုံးကျင်းပါတယ်တဲ့ကောင်းတယ် ခွဲစေကန်းလဲပြပါတယ်တဲ့ဟုတ်ပြီမပြောက်ရင်ခွဲစိတ်ရမယ်လို့ပြောလို့တဲ့မခွဲကျင်ပါဘူးရှင်တဲ့တမိအောင်ပျောက်ကင်းအောင်လမ်းညွန်ပေးပါတဲ့ဟုတ်ပြီအဲ့ဒါသုံးချက်ပြောမယ်ဟုတ်ကဲ့ဆရာကြီးနံပါတ်1ကဝင်မချုပ်ပါစေနဲ့တဟုတ်ကဲ့ဆရာကြီးသူ့အတက်ကဘယ်လောက်လဲ35ပါဆရာကြီးရာဒီသွေးမချုပ်ပါစေနဲ့ဟုတ်ကဲ့ပါဆရာကြီးလေမချုပ်ပါစေနဲ့စီရဲ့ ဝမ်းရယ်လေးရယ်လေးရယ်တွေးရယ်တွေးရယ်ဟာအဲ့ဒါမချုပ်အောင်စင်ကြယ်မှာဟုတ်ကဲ့ဒါပြင်အဲ့ဒါမချုပ်အောင်ဆိုတော့ဘယ်လိုစင်ကြယ်ရမလဲဆိုရင်အကြော်နဲ့အဆက်တွေစားရင်အဲ့ဒါချုပ်မှာပဲဟုတ်ကဲ့ဆရာကြီးအဖန်အခါတွေစားရင်အဲ့ဒါချုပ်မှာပဲဒါပြင်ဘယ်လိုစားရမလဲဆိုရင်အချင်းနဲ့အေးစားမယ်လို့ဟုတ်ကဲ့ဆရာကြီးဒါပြင်အချင်းနဲ့အေးဆိုတော့အများကြီးရှာပြီးတော့ရှောက်သီးတက်များသည့်အချင်းနဲ့စားဖို့မဟုတ်ဘူး နော်မကြည်သီးမဲ့အချင်းဒိန်ကျင်လို့အချင်းအခါဆိုတော့လည်းပဲမဲစလီခွေးတော့ပေါက်ပန်းပြူဟင်းညွန်ွယ်ကဲတို့အခါပြုတ်ပြုတ်ပေါ့အဲ့ဒီအခါမျိုးလို့ပြုတ်တူမဲဟင်းညွန်ချက်တော့မဲတုတ်စားမဲဆိုရင်တမိရောကသူကစီးတမြတ်တက်တာမှာပါခွေးတော့ရဲ့ငုံနေတဲ့ပြုတ်နေတဲ့ဟုတ်ကဲ့တဲ့ပါတယ်ငုံမှာငုံပြီးတော့ပထမတစ်ကြိမ်တစ်ကြိမ်ဟာတော့မျိုးမချနဲ့ငုံချွေးပါ နောက်အချိန်ကျတော့ငုံပြီးတော့မျိုးချလို့ရပါတယ်ဟုတ်ကဲ့ပါဆရာကြီးခွေးတော့ရတယ်မဟုတ်ပါဘူးမယ်ဆယ်လီနဲ့ပေါက်ပန်းပြူပါထည့်ပြီးရသုံးမျိုးရသုံးမျိုးရောပြုတ်လိုက်ဟုတ်ကဲ့ဆရာကြီးနှမျိုးရနှမျိုးရောပြုတ်လိုက်အဲ့လိုပြုတ်သွားရင်ပိုကောင်းပါတယ်လို့ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝအနာကဲဘုရားရှင်းကြပါစေဗျာ